ရဝတီမြို့နယ်မဲလပန်ဒီအွန်လိုင်းငွေလေလုပ်ငန်းကြားဖြန့်ခြံဝင်းအတွင်းကနေစရင်ကောက်ယူရရှိထားတဲ့လူရေ3600နီးပါးတွေက2600ကျော်ကိုဘေးကကင်းနဲ့ခေါ်ထုတ်ပေးနိုင်ခဲ့တယ်လို့ကရဲမျိုးသားအစည်းအရုံး KNU ကမနေ့ကထုတ်ပြန်ပါတယ်။အဲ့ဒီကြားဖြန့်ခြံဝင်းအတွင်းကနေ3582ယောက်ကိုစရင်ကောက်ယူနိုင်ခဲ့ပြီးအဲ့ဒီထဲကအယောက်2640ရာဂန်နှုန်းအဖြစ်84ရာဂန်နှုန်းနီးပါးကိုခေါ်ထုတ်ပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့အဲ့ဒီခြံဝန်းအတွင်းကနေထွက်ခွာလိုခြင်းမရှိကြောင်းအတိအလင်းဖြေကြားခဲ့သူ942ယောက်ရှိပြီးအများစုကတော့တရုတ်နိုင်ငံသားတွေဖြစ်တယ်လို့ KNU ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဒီမိုကရေစီအကျိုးပြုကရင်တမတော် DKP အကာအကွယ်ပေးမှုအောက်မှာလဲပတ်နေတဲ့အဲ့ဒီကြောင်းဖြန့်ဝင်ကို KNU ကနိုဝင်ဘာလနောက်ဆုံးပတ်မှာတွေ့ရှိခဲ့ရပါတဖက်မှာလည်းမင်းလက်ပံဒေသအပေါင်းဝင်မြောက်ပြည်တောင်ပိုင်းကမြေပြင်လုံခြုံရေးအခြေအနေဟောင်းလက်နက်ကိုင်းတိုက်ပွဲတွေပုံမပြင်းထန်လာခြင်းနဲ့တူ ပိုပြီးဆိုးရွားလာနေတယ်လို့ KNU ကအသိပေးထားပါရှင်